မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့လာနီညာအခြေအနေနဲ့ရာသီဥတုကြိုတင်ခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။မလို့သာသူတည်တည်ဦးနိုင်ကတော့အော်တိုဘလ16ရက်နေ့ဒီနေ့ညနေ4:20အချိန်မှာကိုလိုထုတ်ပြန်လာပါတယ်။ NOAA NWF Climate Petition Center ကအော်တိုဘလ9ရက်နေ့ထုတ်ပြန်ချက်အရအစောရောက်ရာသီဥတုလာနီညာအခြေအနေလာနီညာဖြစ်ပေါ်လျက်ရှိပြီးတော့ ဒီနေ့ကစလို့2026ခုနှစ်ဖေဖော်ဝါရီလတည်ဆက်လက်တည်ရှိနေနိုင်တာက2026ခုနှစ်ဇန်နဝါရီလကစလို့ပုံမှန်ရာသီဥတုအခြေအနေ neutral ကိုပြန်လည်ကူးပြောင်းနိုင်ခြင်း55ရာခိုင်နှုန်းရှိကြောင်းထုတ်ပြန်ထားပါတယ်။လာနီညာအစွန်ရောက်ရာသီဥတုအခြေအနေဖြစ်လာတဲ့အတွက်မိုးရွာသွန်းနိုင်တဲ့အခြေအနေဟာကန်ယူတန်ကန်ယူတန်အနီးပြည်နယ်တိုင်းဒေသတွေဖြစ်တဲ့ရခိုင်ပြည်နယ်ချင်းပြည်နယ် AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမော်ပြည်နယ်ကရင်ပြည်နယ်နဲ့ရင်းနိုင်တိုင်းတွေမှာအောက်တိုဘာလကနေ ဒီဇင်ဘာလအထိနှစ်စဉ်ရွာသွန်းမြေမိုးရေကြေးအထက်ပုံမိုးမိုးရွာသွန်းနိုင်တဲ့ကြောင့်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်ကချင်ပြည်နယ်ကယားပြည်နယ်မှာတော့အောက်တိုဘာလကုန်တည်းနှစ်စဉ်ရွာသွန်းမြေကန့်နဲ့ဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီလတွေမှာတော့နှစ်စဉ်ရွာသွန်းမြေအောင်ရွာနယ်ရွာသွန်းနိုင်ကြောင်းခံမှန်းပြီးတော့ အပူချိန်အချိန်တွေကတော့2025ခုနှစ်ဒီဇင်ဘာကနေ2026ခုနှစ်ဖေဖော်ဝါရီလအထိ AR တိုင်းကအပရခိုင်ပြည်နယ်ချင်းပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်သတင်းနိုင်တိုင်းမှာအနှဲငယ်အိပ်ပို့နိုင်ပြီးတော့မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းမှာတော့နှိမ့်စင်ဖြစ်မြတ်ပို့ချိန်အောင် တုံညတသမ5ဒီဂရီကလည်း1ဒီဂရီထိယိုနေနိုင်ပြီးတော့အအေးပုံနိုင်တဲ့ကြောင့်ရှမ်းပြည်နယ်ကချင်ပြည်နယ်ကယားပြည်နယ်တို့ပဲကိုမြက်ဒေသတွေမှာနှစ်စဉ်ဖြစ်မြက်အပူချိန်အောင်ယိုနေနိုင်ကအအေးပုံမှဖြစ်ကြောင်းခံမရပါဘူး။ပင်လယ်ပြင်ချင်းတွေကတော့ဘင်္ဂလားပင်လယ်အော်တွင်မှာမိုးလုံကာလအတွင်းဖြစ်ပေါ်တတ်တဲ့လေပြင်းအားနဲ့ရေဝန်မုန်တိုင်းအကျင့်ကြီးကတော့တစ်ကြိမ်ကနေနှစ်ကြိမ်ကပုံမှုဖြစ်ပေါ်နိုင်ပါတယ်။ ကပ်လီပင်လေပြင်းမှာတော့အရှိမမိုးတုံလေးတော်ဝင်မှုကြောင့်လှိုင်းလေပြင်းထန်ပါမယ်။လာနီညာဖြစ်ပေါ်တဲ့ကာလအတွင်းမှာအေးပိုပြီးတော့အသက်ရှူလမ်းကြောင်းဆန်ရကျမ်းမာရေးအခြေအနေဆိုးရွားတတ်တဲ့အတွက်ဂယူးဆိုင်ပြီးတော့နနူးထွေးထွေးနေထိုင်ကြဖို့လည်းတိုက်တွန်းထားတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လဲ rock ဒီဂီတာဆရာတော်ဒီဝေကွယ်လုံးနဲ့အကြောင်းဖော်ပြပေးကြပါမယ်။မြန်မာ rock ဂီတာလောကအတွက် တချင်မောင်များစွာရေးသားခဲ့သူဆရာတော်တီဝေကတော့အောက်တိုဘာလ16ရက်ဒီနေ့ညနေ4နာရီခွဲမှာကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ဂေတာအတိုင်းဝန်ကသိရပါဗျ။ဆရာတော်တီဝေကတော့နှလုံးရောဂါကြောင့်စေကူသားမှုခံယူခြင်းနဲ့ကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ကွယ်လွန်ချိန်ကတော့အသက်82နှစ်ရှိပြီဖြစ်တယ်လို့လည်းသိရပါဗျ။ ဆရာတော်ဒီဝေကွယ်လွန်နာနဲ့ပတ်သက်လို့ဂီတမှုနိုင်စောကတော့တင်းဆရာကိုတော်ဒီဝေပြုံးလင်ကအောင်သစ္စာစေယုံမှာညနေ၄နာရီခွဲကကွယ်လွန်သွားတဲ့ကြောင့်သိရလို့ဝမ်းနေမိပါတယ်လို့သူ့ရဲ့လူမှုကွန်ရက်ဆမ္မနာမှာအသိပေးရေးသားလာပါတယ်ဆရာတော်ဒီဝေကတော့အစိုးရလေးပြုတဲ့အငဲတို့အတွက်အောင်မြင်ကြော်ကြားတဲ့တေးသချင်းပေါင်းများစွာကိုရေးဆက်ပေးခဲ့သူဖြစ်ပြီးတော့အစိုးရလေးပြုတည်ဆိုထားတဲ့အလဲရောက်သချင်းရဲ့မူပိုင်ရှင်လည်းဖြစ်ပါတယ် ရပြင်းစရာတော်ဒီဝေဟာဝေးချက်ကိုအမည်နဲ့ကဗျာစာပေတွေရေးသားခဲ့သူဖြစ်ပြီးတော့ပကြီးပေါင်းများများစွာကိုလည်းရေးဆွဲခဲ့သူဖြစ်တယ်လို့လည်းသိရပါဗျာ ဆီယာတော်တိဝေကိုတော့1954ခုနှစ်မတ်လ15ရက်ကစကိုင်းတိုင်းတဆင်မြို့နယ်ကျက်စုကန်ရွာမှာမွေးဖွားခဲ့တာဖြစ်ပြီးတော့အမည်ကတော့ကိုချစ်ဝေဖြစ်တယ်လို့လည်းသိရပါတယ်1954ခုနှစ်မှာတော့မိဘတွေကကန့်ကွက်တဲ့ခြားကနေမရက်လီပကြီးပဖို့အမှုပညာအကြောင်းဝင်ပွဲကိုဖြည့်ဆူတက်ရောက်ခဲ့သူဖြစ်ကပကြီးရေဖို့နာမည်ရွေးတဲ့အခါမှာတော့အကြောင်းနာမည်ကိုချစ်ဝေကိုပြောင်းမြန်လှန်ပြီးတော့ဝေချစ်ကိုလို့အမည်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ် 1989ခုနှစ်အသက်20ဝန်းကျင် ပကြီဘဘူးကျောင်းပြီးတဲ့အခါမှာတော့တက်တူရွယ်လူတငယ်ချင်းပကြီမုတ်တုံနဲ့အတူဝါသနာပါတဲ့ပကြီကိုရီးဖို့ရန်ကုန်ကိုဆင်းလာခဲ့တာမှာကွယ်လွန်သွားရှာပြီးဖြစ်တဲ့ခေပေါ်ကဗျာဂူရူကြီးတွေဖြစ်တဲ့ဖော်ဝေမောင်ချွန်းတွေအောင်ချိတ်ဒုက္ခမိန်လိုင်းတေးရေးပေါင်တင်မင်းတို့ရဲ့အတိမိတ်ဆွေဖြစ်ခဲ့တယ်လို့လည်းသိရပါဗျ1989ခုဝင်းကျင်ရှမ်းပြည်နယ်တောင်ကြီးမြို့ကိုစတိတ်ရှိုးပိုစတာရေးဖို့ရောက်ရှိတဲ့အခါမှာတော့ ကိုတင်ကျော်ဦးစုသူနဲ့တွေ့ဆုံခဲ့ပြီးတော့ဒီပါပယ်ရဲ့တခြင်းလေးလမ်းဆပ်ပလင်ပရင့်ဖရော့ရော့ဂီတာတွေကိုနားထောင်ပြစ်ပြီးတဲ့နောက်ကဗျာနဲ့ရော့ဂီတာပူပေါင်းသွားကတေးရင်တော်တီဝီဖြစ်လာခဲ့လို့လည်းသိရပါဗျ။ဟယ်လီရဲ့ပြောင်းဆုံးသွားမှဆိုအားလုံးပြည့်ယူသွားပါဒရီဟာစင်များကြောက်ခိရဲ့နောက်ဆုံးနေ့လေးဘူးရဲ့အလင်းရောင်အိမ်မက်မီရထားကဘာကြီးကလုံပြီးဝိုင်းနေတော့အငဲရဲ့ကန်နဝင်မြောက်အိမ်ပြန် ငေးသစ်များအကြောင်းလမ်းပြပါအောင်တခန့်ရဲ့ပြဆက်ဖိုးကျော်ရဲ့ငရကောင်စတဲ့တခြင်းတွေပါဝင်တခြင်းပေါင်းများများစွာကိုရေးဖွဲခဲ့သူဖြစ်တယ်လို့လည်းသိရပါပါရှင်ဆက်လက်ပြီးတော့မော်ဒယ်ဖြစ်ကျင်တဲ့အိမ်မက်ကနေကျွန်ပေါ်ကိုရောက်ပြီးတော့ကိုအင်ကအတွက်မြမမအသက်ခံရတယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ဘီလာရက်သူလေးကြောင့်ဖော်ပြပေးကြပါမယ်။အသက်26နှစ်အရွယ်ဘီလာရက်နိုင်ငံသူဗီရာကာတာဆိုဗာတယောက် ဗန်ကောက်မြို့ရဲ့နာမည်ကြီး runway တွေပေါ်မှာရှောင်းလန်းဖို့အိမ်မက်တွေနဲ့ထိုင်းနိုင်ငံကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းသူမရဲ့တောက်ပတဲ့အနာဂတ်အိမ်မက်တွေဟာရပ်ပိုင်းအတွင်းမှာတဲ့ကျောင်းမက်ဖွယ်ရအမှောင်ကပါတဲ့ကိုရောက်သွားခဲ့ပါတယ်။ သူမရဲ့ဘဝဟာကြေကွင်းစရာဆက်သိမ်းတဲ့နေကုန်းချုပ်ခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဗီရာကတော့ဘန်ကောက်မှာမော်တဲ့အလုပ်အတွက်အင်တာဗျူးဖြေဖို့လာခဲ့တာပါ။ဒါပေမဲ့လည်း runway ပေါ်မှာအလုပ်လုပ်ရမယ့်အစားသူမကိုအိန္ဒိချင်းမြန်မာနိုင်ငံဘက်ကိုလူကုန်ကူပြီးတော့ခေါ်ဆောင်သွားခဲ့ကတထေးရီရဲ့ဂျွန်တယောက်အဖြစ်ရောင်းစားခံခဲ့ရတယ်လို့ mass သတင်းဌာနကဖော်ပြခဲ့ပါတယ်။ တရင်နေရတော့သူမကိုစက်တင်ဘာလ12ရက်လောက်မှာမြန်မာနိုင်ငံထဲကိုအတင်အာမခေါ်ဆောင်သွားခဲ့ပြီးတော့နာမည်ဆိုးနဲ့ကြော်ကြတဲ့စကန်စင်တာတကူမှာအလုပ်လုပ်ခိုင်းခဲ့တာပါသူမရဲ့တာဝန်တွေကတော့အမြဲတမ်းလှလှပပနေထိုင်ဖို့တခင်တွေကိုဝန်ဆောင်မှုပေးဖို့နဲ့အွန်လိုင်းပေါ်ကတတိယတွေကိုလည်လည်ပို့ပါပဲလို့သတင်းတွေမှာဖော်ပြထားပါတယ် အစိုးရဆုံးကတော့နောက်ဆုံးမှာပြည်ရာတယောက်အသက်ခံလိုက်ရပြီးတော့သူမရဲ့ကိုင်းကအစိပ်ပိုင်းကို မော်ကိုစည်းကွက်မှာရောင်းချခံလိုက်ရတဲ့ဆိုတဲ့အတင်းမပြုတ်နိုင်တဲ့သတင်းတွေကလည်းထွက်ပေါ်နေတာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့2025ခုနှစ်အောက်တိုဘာ16ရက်နေ့ မြန်မာစံတော်ချိန်နေ့လယ်တနာရီ28မိနစ်အချိန်ခန့်မှာတော့စကိုင်းတိုင်းဟ ோம் လင်းမြို့အနီးမြောက်အနက်186ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရတာစကီ4.4အစင်းနဲ့အင်အားအနှဲငယ်ရှိတဲ့မြေတွေတကူလှုပ်ခတ်ခဲ့ပါတယ်။ငလီအန်နယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုရောနေစေဖို့အတွက်စောင့်ရန်ရှောင်ရန်တရေလူရန်နဲ့အညီနေထိုင်ကြဖို့အသိပေးလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မန်လေးတိုင်းနယ်နေပြည်တော်ဧရိယာအတွင်းမှာအောက်တိုဘာ16ကနေ21ရက်ထိမိုးရသွန်းနိုင်တဲ့အခြေအနေနဲ့သဘာဝဘေးဖြစ်ပေါ်နိုင်ခြေခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။မိုးလေဝသသုတေသီအွန်လိုင်းကတော့အောက်တိုဘာ16ရက်ဒီနေ့နေ့လယ်7:30မိနစ်30အချိန်မှာအိုက်ကွန်မော်ရဲကြိုတင်ခန့်မှန်းချက်ရဖော်ပြလာခဲ့ပါတယ်။နေပြည်တော်ဧရိယာတစ်ခုလုံးမှာမိုးသည်တဲ့ရွာသွန်းပြီးတော့မိုးလေညနေပိုင်းအချိန်တွေမှာတော့ကေတာမြမိုးသည်ထန်နိုင်ကော နေရာကွက်ပြီးတော့မိုးထစ်ကြုံရွာနိုင်ပြီးမိုးများပါမယ်။စပူသီရိပြင်မနာနဲ့လေဝေးခရိုင်မြို့နယ်တွေမှာတော့မိုးရင်ချိန်အများဆုံးရွာတော့မှာမယ်။လေဝေးနယ်တက်ကုန်းမြို့နယ်ခရိုင်ကအနှိမ့်ဆုံးရက်ကွက်တကြုံမှာရေကြီးတာရေရှမ်းတာနေငယ်ဖြစ်ပါမယ်။စိုက်ပျိုးရေးလုပ်ငန်းတွေရေကြွေလုပ်ငန်းတွေမှာမြေဆိုတက်တွေများနေလို့အနှဲငယ်နှောင့်နေနေတိုင်းပြီးတော့မိုးတိတ်တောင်ဖြစ်ပေါ်ကရုတ်တရက်လေပြင်းတိုက်ခတ်နိုင်တာကိုလည်းသတိပြုဖို့လည်းအသိပေးထားပါရစေ။ မန်းလေးတိုင်းအလဲပိုင်းတောင်ပိုင်းမြို့နယ်ခရိုင်နေမှာတော့မိုးတင့်တဲ့ရွာသွန်းမှာပဲကြောက်စင်မိထီလာရင်မဲတဲ့တာစီမြို့နယ်ခရိုင်နေမှာတော့မိုးတိုက်တောင်ဝင်ရောက်တာကြောင့်ခေတ္တများမိုးတက်ထပ်ပြီးတော့ရိုချင်းရေကြီးတာတွေဖြစ်ပေါ်ပါမယ်။ရမဲတဲ့နယ်မိထီလာခရိုင်ထိစပ်နယ်မြေတွေနဲ့အရှိဘက်ကတောင်ကုန်းဒေသတွေမှာထစ်ချုံးမဲ့အခြေအနေတွေလေပြင်းတိုက်ခတ်မဲ့အခြေအနေတွေဖြစ်ပေါ်နိုင်ပါတယ်။မန်လေးတိုင်းတွင်းကနေပိုင်းလေမြေတွေရပ်ကွက်တွေမှာတော့ခေတ္တများရေလွှမ်းနိုင်လို့ခီးသွွားပြည်သူတွေနဲ့ယာယီနှောင့်နေနိုင်ပါတယ်။ကြကြပြန့်ပြန့်ရေကြီးနိုင်တဲ့အခြေအနေမရှိဘူးလို့လည်းဆိုပါရရှင်။ Thank you.